တခါတော့သမိုင်းပင်တဲ့ဆရာကြီးတယောက်ကပြောတယ်။မြမဒီမှာထေရဝါဒဘုရဘသာလို့ဆိုတယ်တဲ့။သို့တော်ထေရဝါဒဘုရဘသာမစစ်ဘူးတဲ့ရွှေရကုံဘုရားဘောတွားကြည့်။အဲ့ဒါလို့ပြောတာကြားလိုက်ဖူးတယ်နော်။အဲ့ဒီနေရာမှာခွဲခြားပြီးနားလည်ဖို့တော့လိုအပ်တယ်ပေါ့။ तू ပြောတာမဟုတ်ဘူးလားလို့ဆိုတစိတ်တည်းသားတော့ဟုတ်တယ်။ထေရဝါဒဗုဒ္ဓသာသနာအစစ်ဆိုတာပိဋကစာပေမှာတော့ရှိတယ် စပင်မှာတော့အယောရာပြီတော့မရှိဘူးတန့်တယ်ပိဋကတ်တော်မှာထေရဝါဒတရားတွေတတ်မှတ်မယ်ရှိတယ်ရောနေတာကဘယ်သူတွေတုံးဆိုလူသားတွေဘုရားဘာသာတွေကတော့ရောနေတယ်ထေရဝါဒဘုရားဘာသာတွေဖခင်ကိုကိုးဝယ်တယ်ဘုရားဘာသာဝင်နေကတော့ထေရဝါဒဘုရားဘာသာအစ်စ်မဟုတ်ဘူးလို့ပြောခြင်းပြောလို့ရတယ်ဘာဖြစ်လို့တုံးဆိုတော့ခုနပြောခဲ့တဲ့လူဘောစနေသားစနေတောင်းကဖခင်မှသွားပြီးလှုပ်တယ်ဆိုတဲ့ဒါမှ သူ့ရဲ့ယုံကြည်ချက်ကတခြားဖြစ်နေတယ်လေမြတ်စွာဘုရားဟောတာနဲ့လွဲချော်နေတယ်လေတော့အဲ့ဒီလိုမျိုးတွေတော့ရှိတာပေါ့သို့တော့ခွဲပြောရမှာတော့ထေရဝါဒဗုဒ္ဓတရားတော်တွေကစစ်မှန်တယ်ထေရဝါဒဗုဒ္ဓသာသနာကိုလက်ခံပြီးတော့ကျင့်သုံးတဲ့လူတွေမှာရောထွေးနေတယ်လို့ဒီလိုတော့ပြောလို့ရနော်အတွေ့အခေါ်တွေအမြင်တွေဟာမတန်ဘူးဘုရားဘာသာလို့ဆိုပေမဲ့လို့တခြားဘာသာတွေနဲ့ရောထွေးပြီးတော့ ယုံကြည်မှုတွေတခြားအရာတွေလက်ခံကျင့်သုံးမှုတွေဒါမျိုးတွေကရှိနေသေးပဲအဲ့တော့ဆိုလိုတာကတော့မြန်မာနိုင်ငံလူဦးရေဘုရားဘာသာဦးရေ85ရာခိုင်နှုန်းရှိတယ်ဆိုပါစို့အဲ85ထဲကဘုရားဘာသာဝင်ပြီပြီတသတန်တန်ကြံ့ကြံ့ဘယ်နှယောက်ရှိတော့ဆိုတာကိုလိုက်ပြီးတော့ဖေးရင်လည်းမမေးဘူးနော်ခုနကနေတောင်နန်တောင်တွေကဖျားတော့ရှ िख ိုးတာလည်းမဟုတ်ဘူး ဆူတောင်းမြေပြားမှာဆူတောင်းတာလည်းမဟုတ်ဘူးကြီးလေးကြီးကြီးကိုကြီးမှာတော့ပฏิစိတ်ထားလည်းမပါရဘူးเนาะတန်ကြီးတော့ဘာလို့ဟိုပကံသွားတဲ့အခါကျတော့ဆွဲတော့လေးစုကိုတမနဲ့တွင်ခူးလို့ရှိရင်ချမ်းသာတယ်ဆိုတဲ့အဲထဲမှလည်းမပါရဘူးစိုက်သီးကိုသုံးောက်တိုက်ရင်တထေးဖြစ်တယ်ဆိုတာလည်းမပါရဘူးအဲ့လိုဟာမျိုးတွေမပါပဲနဲ့ ဖះဆိုရင်ဘယ်ဖះပဲဖြစ်ဖြစ်စိတ်ထဲမှာဓာတ်တူထားနိုင်မလားစူတော်ကြီးဖះပဲဖြစ်ဖြစ်ဘာဖះပဲဖြစ်ဖြစ်ဓာတ်တူထားနိုင်မလားဆိုတဲ့ဟာအဲ့ဒါနံပါတ်1ဘုရားဘာသာပဲအားလုံးဒါတွေအယုံကြည်မရှိဘူးတရားတော်ဟောတာ၅ပါးသီလလုံအောင်ဂရုစိုက်တယ်ဗရဏဂုံစောက်တည်ပြီးတော့၅ပါးသီလလုံအောင်မကျိုးအောင်ဂရုစိုက်တယ်၈ပါးသီလသတ်ဆွမ်းတဲ့အခါမှာအကျင့်ကြံကြိုးကိုအားထုတ်တယ်ပြည့်စုံတဲ့အမြတ်တရားထိုင်တယ်ဒါဘုရားဘာသာဆစ်ဆက် ဆိုရင်လိုက်ရှာကြည့်လိုက်ရင်မြန်မာပြည်ကို research လုပ်ပြီးတော့ကြည့်မယ်သူတေသနာလုပ်ကြည့်မယ်ဆိုရာခိုင်တို့မြားလာမယ်မထင်ဘူးပေါ့နော်ဒီလိုဆိုနေတာပေါ့အဲ့တော့ဘုရားဘာသာဝင်အစ်စ်ကဘယ်နည်းအောင်လဲဘုရားဘာသာဝင်အလတ်စားဘယ်နည်းအောင်လဲဘုရားဘာသာဝင်အညံစားကဘယ်လောက်လဲရသဗျာကလည်းဟောတာပါတယ်တုတ်တက်နေတယ်ဘုရားဘာသာဆိုရက်စကလုံးကမြန်မာပြည်မှာဝင်လာတာတော်တော်နောက်ကျမှဝင်လာ မြတ်စွာဘုရားလက်ထက်ကဘုရားကိုကိုးကွယ်တဲ့ပုဂ္ဂိုလ်ဥပတ္တကဥပတိကလို့ခေါ်တယ်။အဲ့တော့ဗုဒ္ဓဘာသာဆိုတဲ့စကားလုံးကတော့ကြားဘူးတာတော့ဗမာပြည်ကိုရောက်လာတဲ့ဒီအမေရိကန်ကခရစ်စတန်သာသနာပြုတဲ့စာတီထွင်တဲ့စကားလုံးတို့ဒီလိုကြားဘူးတယ်။ဘာသာဆိုတဲ့စကားလုံးတီထွင်သွားတာပေါ့နော်။တကယ်ကတော့ပါဠိမှာလည်းပဲဘာသာလို့ဆိုတာတခြားအိဗယ်ကြီးပြောတာများတယ်ပေါ့။ အခုလို့ကိုယ်ခွေမှုနဲ့ပတ်သက်တာအဲ့တော့ဒီဘာသာလို့မပြောဘူးပေါ့သို့တော်ကနေ့ဟာဒီလူတွေရဲ့ခေါင်းထဲမှာမြဲသွားပြီလေဘာဘာသာလဲညာဘာသာလဲဆိုတော့မြဲသွားပြီမြဲသွားတော့ဒါတည်တံ့သွားတဲ့စကလုံးတစ်ခုဖြစ်တာပေါ့အဲ့တော့လူကြီးဤကျွဲဖတ်ဆိုလို့ဤလို့မဖတ်ဘူးကျွဲဖတ်ထားတော့ဒါဒါကျွဲဖြစ်နေတာပဲဤနဲ့ကျွဲဖြစ်နေမှာပဲအဲ့ဒီပုံစံမျိုးဖြစ်နေအဲ့တော့ ရသော်ဘုရားကတုံးထတာတော့ဥပဒကမြို့သမီးကိုဥပဒိကဒီနာကနိုင်ငံတွေကိုကြည့်လိုက်လို့ဆိုထိုင်းနိုင်ငံကဗုဒ္ဓဘာသာကိုဘယ်လိုခေါ်လို့ဆိုဗုဒ္ဓศาสနာလို့ခေါ်တယ်သူကဘာသာဝင်ကိုပြောတဲ့အခါဗုဒ္ဓศาสနာပြီးဟိုတွေကတော့သူတို့ဗုဒ္ဓဘာသာသူပြောတဲ့အခါကျတော့ဗုဒ္ဓဂမလို့ပြောတယ်မေးကြည့်တဲ့အခါမတူတယောက်နဲ့တယောက်နော်ဗုဒ္ဓဂမလည်းသူတို့ကဗုဒ္ဓအာဂမဆိုတဲ့အဓိပ္ပာယ်နဲ့ပြောအဲ့တော့ဘာပဲပြောပြော မြတ်စွာဘုရားကဗုဒ္ဓဥပဒကဆိုတဲ့ဖရာဟုကိုယ်ဝယ်တရားဟုကိုယ်ဝယ်တန်ဃာဟုကိုယ်ဝယ်စိက္ကတ်တဲ့ပုဂ္ဂိုလ်တွေအာအညံ့စားအကောင်းစားယရနာဆိုတဲ့စကားလုံးနဲ့အကောင်းစားလို့သုံးပြီးတော့နော်အညံ့စားဆိုတာတွေကဥပဒကစန္ဒာလဆိုတဲ့စကားလုံးနဲ့သုံးပြီးတော့မြတ်စွာဘုရားအကောင်းနဲ့အညံ့ခွဲဟောထားတာရှိတယ်အဲ့ဒါနဲ့လိုက်ပြီးတော့ဟိုစစ်တမ်းထုတ်လိုက်မယ်ဆိုလို့ရှိရင် ကိုကိုဘုရားဘာသာကောင်းစားဖြစ်အောင်လုပ်ဖို့လိုအပ်တယ်ပေါ့နော်အညံစားမဖြစ်စေနဲ့ပေါ့ဘုရားဘာသာအညံစားမဖြစ်စေအကောင်းအဲ့အကောင်းစားဖြစ်ဖို့ဆိုတဲ့ဟာကအင်္ဂါတစ်ချက်ကဘာတော့ဆိုရင်သူကမင်္ဂလံပစ္စေတိနောကံကံကိုမယုံမဲနဲ့မင်္ဂလာကိုယုံလို့ရှိရင်ဒါမင်္ဂလာ38ပြာမင်္ဂလာနဲ့သွားမရောနဲ့နော်အခုဗမာပြည်ပါလေနေချင်းကြချင်းကြီးပွားခြင်းတော့မလုပ်တယ်ချင်းဆိုင်တယ် အကျံစီအောင်မြင်နေတော့ဘာဖြစ်လဲကြံပင်ဆိုင်တယ်ကြံကြံပါဆိုလို့ကြာပန်းဖျားမလှူပါဘူးလို့နော်အဲ့ဒါမျိုးတွေဟာဒါတက်တက်အစွဲလန်းနေပြမမဆိုလို့ပန်းသီးဖျားမတင်နဲ့သူပဲစားတာလေအဲ့စားရင်တော့မပင်မဘူးလားပင်မမှာပေါ့တော့အင်္ဂလိပ်လိုခေါ်ပြီးစားပေါ့ apple လို့ခေါ်လိုက်ပြီးတာပန်းသီးလို့မခေါ်နဲ့ပေါ့အဲ့လိုဆိုလို့ရှိရင်အဲ့တော့ ဆိုလိုတာအစွဲလန်းနေတော်တော်များများရှိနေတဲ့အကြောင်းပြောပြတာပါနော်အဲ့ဒီအစွဲလန်းတွေဟာဘုရားရဲ့အဆုံးအမတွေမဟုတ်ဘူးအစွဲလန်းတွေကင်းနိုင်တယ်များကင်းအောင်မြတ်စွာဘုရားရဲ့အဆုံးအမတွေမြတ်စွာဘုရားကမင်္ဂလာကိုယုံပြီးကံကိုမယုံဘူးဆိုရင်အညံ့စားတဲ့မင်္ဂလာဆိုတာပဲဟာတော့စိကောင်းတာလေးမြင်ဒိဋ္ဌမင်္ဂလာကောင်းတယ်ကောင်းတဲ့တဲ့ရင်ကြားဟာမင်္ဂလာရှိလိုက်တာလို့ဒီလိုပြောတာနော်အဲ့ဒီမင်္ဂလာတွေက လောကီမင်္ဂလာလို့ခေါ်တယ်။အဲဒီလောကီမင်္ဂလာတွေကတကယ်အနှစ်သာရမဟုတ်ဘူးလူတွေရဲ့စိတ်ထဲမှာအကြိုက်တွေ့ရုံလေးတော့ပဲရှိတယ်။တကယ်မင်္ဂလာဆက်ဆိုတာဟိပညာရှိတဲ့လူနဲ့မပေါင်းနဲ့ပညာရှိတဲ့လူနဲ့ပေါင်းပါ။ပူဇော်တိုင်းတဲ့ပုဂ္ဂိုလ်ပူဇော်ပါဆိုတော့38ပြသောမင်္ဂလာအကြောင်းတရားတွေကမှတကယ်မင်္ဂလာအစ်စ်လို့ဆိုလိုတာ။ကောင်းကျိုးချမ်းသာတွေကိုရရှိနိုင်မှရတယ်။ဒီလိုဆိုလိုတာအဲ့တော့ ပြောမယ်ဆိုရင်အဲ့ဒီမင်္ဂလာ30 38ပါးသောမင်္ဂလာတွေကြီးမယ်ဆိုရင်ကံတရားတွေကြီးပဲလေဒါနင်းစဆိုဒါနကုသိုလ်ကံပဲလေအကုန်လုံးကကံတရားတွေကြီးပဲကံတွေကိုကောင်းတဲ့ကံတွေကိုလုပ်တဲ့သဘောပဲအဲ့တော့ယေဇုမြတ်ကမင်္ဂလာကိုယုံပြီးတော့ကံကိုမယုံလို့ရှိရင်တဲ့ဥပဒေကအညာစားကံကိုယုံပြီးတော့မင်္ဂလာကိုမယုံတဲ့ပုဂ္ဂိုလ်ကြရင်ဥပဒေကအကောင်းစားလို့ ဒီလိုပြောတာဘုရားဘာသာဝင်ထိတ်တန်းဘုရားဘာသာဝင်ဖြစ်တာပေါ့အဲ့ဒီအတိုင်းတာလေးတွေနဲ့ကြည့်ပြီးတော့မြတ်စွာဘုရားရဲ့အဆုံးအမတည်တတ်အောင်ကြိုးစားအထောက်ကြအောင်ဖြစ်တယ်အဲ့လိုကြိုးစားနိုင်မှဘုန်းကြီးတို့ဒီမြတ်ဘုရားရဲ့အဆုံးအမတွေဟာလူရဲ့နှလုံးသားထဲမှာတန်တန်ပြန်ပြန်ရောက်ပြီးတော့တန်တန်ပြန်ပြန်လိုက်နာခြင်းသုံးနိုင်ကြမှာဖြစ်တယ်ပေါ့ အဲ့လိုမဟုတ်လို့ရှိရင်အမိခံကတော့ဘုရားဘာသာပဲသို့တော်လုံနေတာတွေကဘုရားဘာသာနဲ့မဆိုင်တဲ့အလုပ်တွေလုပ်တယ်။တခါတော့မက္ကဆီကိုကဘုရားဘာသာဖြစ်ကံကမက္ကဆီကိုနိုင်ငံဆိုအလုံးသိတဲ့အတိုင်းခရစ်ယာန်များတဲ့နိုင်ငံပဲ။အဲဒီမက္ကဆီကိုကဘုရားဘာသာဖြစ်စားလူ30လောက်ဘုန်းကြီးတို့စီရောက်လာလို့။ရောက်လာတဲ့အခါကျတော့မန္တလေးကမဟာမြတ်မုနိဖျားကြီးဝင်ဖူးပြီးတော့စကိုင်းရောက်လာတယ်။ ခွင်တောင်းတဲ့ဆရာတော်နဲ့တွေ့တော့မေးစရာရှိတာဒီမေးကြပါလေမေးပါလို့ဆိုပြီးတော့အဲအဲ့ဒီလိုမေးတဲ့အထဲမှာအမျိုးသမီးတယောက်ကဗာမေးလို့ဆိုတော့သူဖျားကြီးဝင်ပြီးတော့ဖူးတဲ့အခါမှာတဲ့အမျိုးသမီးမဝင်ရဆိုဆိုင်းဖို့တွေ့လာတယ်တဲ့ဘုရားဗဒာကအဲ့ဒီလိုခွဲခြားဆက်ဆံတာလားတဲ့မကြည်မနက်မေးတာနော်ရှင်ရမဖျားရောလက်ပစ်ဆရာအမျိုးသမီးမတည့်ရရှိတယ်မဟုတ်လားနော် ခြိုက်ထီးရောကြတော့လေဟိုဘက်ကိုအမျိုးသမီးမမကူရရှိတယ်လေအဲ့ဒါခိုက်တယ်ခဏခဏပြဿနာဖြစ်တယ်နိုင်ငံခြားအမျိုးသမီးတွေကလည်းအမတန်စွာတာလေမရဘူးသူကယောက်ျားရှိရနေချင်တာအဲ့တော့ယောက်ျားတွေတော့တဆွဆွဝင်သွားပြီတို့ကြမဝင်ရဘူးဆိုတော့ဒါတို့တက်တက်နှိမ့်နေလို့စိတ်ထဲမှာလှုပ်အောင်မေးအဲ့ဒါဗုဒ္ဓဘာသာလားတဲ့မေးတော့ဘုန်းကြီးကသူတို့အကြောင်းလက်တည်ထားတာအဲ့မှာ this is not buddhism ဒါဘုရားဘာသာမဟုတ်ဘူးဘုရားဝါဒမဟုတ်ဘူး this is not buddhism this is a tradition လို့ဒါ tradition ခေါ်တယ်လို့ဘုရားဘာသာနဲ့မဆိုင်ဘူးလို့ဒါမြန်မာလူမျိုးတွေရဲ့ tradition လို့ဆိုကျင့်တ်တာသူတို့ဒါကြောင့်မို့ခိုင်းလုတဲ့လူတွေလည်းပြောတယ်မင်းတို့ရှင်းရှင်းဝေးဝေးရှောက်မပြောနဲ့ခိုင်းလုတဲ့လူကအမျိုးသမီးတွေဖျားရှင်မှာမတော်လို့လို့ထမိန်နေတယ် ဘာဖြစ်လို့ညာဖြစ်လို့လို့အဲ့လိုတွေပြောမပြောနဲ့လို့မင်းသူတို့စီမှာထမိန်ကောင်းပေါင်းပြီးရေချိုးတဲ့ယောက်ျားတောင်ရှိသေးတယ်ဟာတကယ်တွေ့ခဲ့တာတီယိုမှာဆိုရင်သူတလဲကိုတလဲဝတ်နေထမိန်ရေလုံးကြီးရှိတာမှာဘာမှမထူးခေါင်းပေါ်လဲခြေထောက်တင်တာပဲအဲ့ဒီအဲ့တော့ခြေထောက်ကနေကြပြီးခေါင်းကမြတ်တယ်လို့လေဘယ်လိုလုပ်ပြောလို့ရမှာတော့ခန္ဓာကိုယ်တစ်ခုလုံးအတူတူပဲပေါ့ တို့တော့ဗမာရိယူဆနော်ခေါင်းရင်းဆိုရင်အမောမြတ်ထားတယ်လေခေါင်းရင်းကိုခြေောက်ထားရင်အလွန်အလွန်စိတ်ဆိုးမယ်ဒါ tradition လို့ပြောတာ tradition ပဲခေါင်းမကင်နဲ့ခေါင်းကင်ရင်မကြိုက်ဘူးထိုင်းလေးတွေဆိုရင်ခေါင်းသားကင်ရင်အရန်သူပဲအဲ့ဒါပြီးဟိုတွေကဗာရလုံးမဟုတ်ဘူးလူကိုချစ်လို့ရှိရင်ခေါင်းကင်အဲကလားတွေနဲ့ဒုက္ခရောက်တယ်အဲ့အဲ့လိုမျိုးတွေတုံးနဲ့တူဒါတွေက tradition တွေကမတူပြီးတော့ဒီဟိုတွေတို့ Chinese တွေတို့ဘာလို့တော့ဆိုရင်ပြရင်သူကလက်နဲ့မပြဘူးခြေထောက်နဲ့ပြတာရှိလူဗမာကျတော့ဒါအမတန်ရိုင်းတယ်ဗမာကျတော့အမတန်ရိုင်းတယ်ဒါ tradition ပဲလေကိုကနားလဲလို့ရှိရင်ပြဿနာမဖြစ်ဘူးဟာဒီကောင်ရိုင်းလာ ਈ လာဆိုရင်ဖြစ်ကြသူကလည်း तू ဘာရိုင်းမှမသိဘူးလေရိုင်းလာ ਈ လာဆိုသူ့ကိုသူလည်းဘာရိုင်းမှမသိတာ तू လုံနေကြတယ်ဒါခြေထောက်နဲ့ပြတယ်လေလူကြီးဖြစ်ဖြစ်မဖြစ်ဖြစ်ခြေထောက်နဲ့ပြတာဒါက तू ခြေထောက်အားလို့ခြေထောက်နဲ့ပြတာပေါ့ ိုအားနဲ့ကိုလုံးမှာကိုခုခန္ဓာကိုမှာပိုင်ထားတာအတူတူပဲဆိုတော့လက်နဲ့ခြေတော်အတူတူပိုင်ထားပဲအဲ့ဒါလို့သို့သော် tradition ရာဒါတွေကရိုင်းဆိုင်တယ်လို့ယူဆတယ်ယဉ်ကျေးတယ်လို့ယူဆကြတယ်အဲ့ဒါလို့ယူဆတာအဲ့ဒီဟိုချုံးသွားခြင်းတရားနာပြီဆိုလို့ရှိရင်အမျိုးသမီးတွေကဟိုဒူးတုပ်ပြီးမထိုင်နိုင်တော့ဘာလို့တော့ဘုန်းကြီးဘက်ကိုခြေတော်ကြီးတွေဆင်းပြီးထိုင်ရတယ် အမျိုးသားတွေကဘာလုပ်တော့ဆိုလို့ရှင်အဲ့ဒါခင်ချထိုင်ပြီးဓူးတွေထောင်ထားတာအဲ့လိုထိုင်ကြတာအဲ့တော့မျိုးသမီးတွေထိုင်တာကြည့်လိုက်လို့ရှင်ခြေတော်ကြီးဆင်းပြီးတော့ဘုန်းကြီးဘက်ကိုအဲ့မှာလက်ကိုလေးတော့ခြိထားတယ်ဒါမို့ဩခြေစုံလက်စုံမိုးတယ်ဆိုတော့အဲ့ဒါခေါ်တယ်ဒါဘုရားကရသွားတဲ့လူတွေဒီဟိုဖွဲ့ဖျားကူးလာတယ်ဆိုတွေ့လိမ့်မယ်အဲ့ဒါဒီတိုင်းပဲတွေ့ရတတ်တာပဲเนาะခြေစုံလက်စုံမိုး ဓာတု tradition နဲ့တော့ပြောလို့မရဘူးလေသူတို့မှာခြေထောက်ကိုယုံညံ့တယ်လို့မတတ်မှတ်ဘူးဘုရားပမာကတော့ခြေထောက်ကိုအလွန်ယုံညံ့တယ်ယုံညံ့သည့်အတွက်ကြောင့်သူကြီးသူကြီးရှေ့ဆိုရင်ခြေထောက်ဖောမထိုင်ရဘူးနောက်နောက်ပြစ်ထားရတယ်နော်အဲသူတို့ကခြေထောက်နဲ့ကောင်အတူတူပဲဘာမှမထူဘူးအေးမြတ်စွာဘုရားရဲ့အဆုံးအမအစ်အမှန်တွေကဒီ tradition တွေကနေခွဲထုတ်ဖို့လိုအပ်တယ် t r a d i t i o n เนี่ยคว่ําไม่ทุ่งနိုင်ဘူးဆိုရင်အဲအဆုံးမလုံးလုံးဘာလုံးလုံးနဲ့ရောထွေပြီးတော့ဝင်ရောက်ပြီးတော့နေတာဘုရားအဆုံးမအစ်စ်ကခုနပြောတဲ့အတိုင်းပဲဘယ်ချိန်လုံးလုံးကောင်းတာလို့ရင်ကောင်းတဲ့လက်ခတ်ပဲနော်ကောင်းကင်ရဲ့ကျေတွေကကိုယ်ဘာမှမတတ်နိုင်ဘူးကောင်းကင်လက်ခတ်တရားကိုယ်ဘာမှမတတ်ကိုယ်လုံးတဲ့မလုံးတဲ့ကိုယ့်အကူပဲနားလည်ရမယ်အကုသို့မဖြစ်အောင် လောက်ရမယ်ကုသဖြစ်အောင်ပฏิဆောင်ရမယ်ဒါအဓိကလို့မြတ်စွာဘုရားအဆုံးအမအခြေခံမြတ်စွာဘုရားရဲ့အဆုံးအမတွေဒါအဓိကတော့မြတ်စွာဘုရားရဲ့အဆုံးအမကိုအနှစ်ချုပ်ပြောရမယ်ဆိုလို့ရှိရင်ကုသအလုံးကုသဖြစ်တဲ့အလုံးမှန်တယ်လောက်ကောင်းတယ်အကုသဖြစ်တဲ့အလုံးမှန်တယ်မလောက်ကောင်းဘူးဒီလိုပဲတမ်းမှတ်တယ်အဲတချို့ကြတော့ဒါလောက်ကောင်းလားမလောက်ကောင်းလားချို့ဘုန်းကြီးကြောင့်လည်းဖနာစီကောင်းလားမေးတဲ့လူကရှိသေးတယ် နော်အဲ့တော့ကိုယ်စိတ်ထဲကကိုယ်စိတ်ပေါ်မှာမူတည်တယ်။အော်ဒါတန်ဃာတွေသတင်းတုံးတဲ့နေရာပဲဖခင်เจ้าကနေရှိတယ် respect ပေးလို့ချွတ်ရင်ကုသိုလ်ရတယ်တမ်းမှန်တော့မချွတ်ချင်ဘူးဆိုလဲအကုသိုလ်မဖြစ်ဘူးသူကမမလေးမစားလောက်တာမဟုတ်ဘူးပေါ့တန်ဃာတွေတွေ့ရင်ချွတ်မယ်သို့တော့ဗမာပြည်မှာလိုက်နာမှုနှစ်ခုဟာဆန့်ကျင်နေတာတစ်ခုရှိတယ်ဖွင့်ကြောင်းနဲ့ဝင်တော့ဆက်ဘိမောကတော့မဆင်းဘူးမော်တော်ဆိုင်ကဝါမဆင်းဘူးဖဏတ်တော့ချွတ်တယ်ဒါအဓိပ္ပာယ်မရှိဘူး နော်ဖဏတ်တဲ့မော်တော်ဆိုင်ကယ်တို့ကားတော့ပူကြီးတာပေါ့ရှင်နေမှာလေအဲ့တော့ဆိုလိုတာကကားပေါ်အဆင်းလာပြီးဖဏတ်စည်းလာတာအကောင်းဆုံးပဲပေါ့ဒီလိုဆိုလိုတာပေါ့ရှင်းတော့ဆိုဘုရားကျောင်းတော်ဝင်လို့ရှိရင်ဆင်းနေမြင်းတွေကိုပြင်မဲ့မှာထားခဲ့တယ်ဖဏတ်စည်းပြီးဝင်လာကြတယ်ဘုရားနဲ့တွေ့တဲ့အခါကျတော့မှဖဏတ်ချုပ်ပြီးတော့လေးစားရှိခိုးကြတယ်ဒီလိုကျောင်းထဲမှာဖဏတ်မစည်းရဘူးဆိုတဲ့အယူအဆတစ်ခုဟာဒါဟို အလေးပြုလွန်ရာအလေးပြုရာကနေပေါ်လာတယ်။သို့သောရွယ်ချက်ကောင်းရင်အပြစ်ရှိတယ်လို့ပြောလို့မရဘူး။အပြစ်ရှိတယ်လို့ဒီစီးသည့်အတွက်ကြောင့်အပြစ်မရှိဘူး။နော်စီးသည့်အတွက်ကြောင့်စော်ကားလူကြီးလုံးရင်တော့အပြစ်ရှိ။စော်ကားလူကြီးလုံးတာမဟုတ်ဘူး။နော်လေးစားလို့လုံးတဲ့ဆယ်ကုသကောင်မှုရ။ကောင်းတဲ့အလုပ်လုပ်တယ်လို့ဒီလိုပြောအောင် ဘုန်းကြီးတို့ရွာတွေဆိုလို့ရှိရင်ကျောင်းထဲမှာပြောနေကျောင်းရှိကဖြတ်သွားရင်တော့ဘဏ္ဍချုပ်သွားဒါသူတို့အစဉ်လာတစ်ခုပဲပေါ့နော်အစဉ်လာတစ်ခု tradition လို့ခေါ်တယ်ဖခင်အချုပ်ခိုင်းတာမဟုတ်ဘူးဖခင်အချုပ်ခိုင်းတာလူချုပ်ခိုင်းတာဆိုဘုန်းကြီးတွေချုပ်ခိုင်းတယ်ရွာထဲသွားရင်ဘဏ္ဍမရှိရဘူးဘုန်းကြီးတွေကနော်ခုတော့လဲစီးနေကြတာနော်အဲ့ဒီလိုကြောင်းကြီးကြောင်းမြန်နေပေါ့ဖခင်အဆုံးမတော်တွေနဲ့ တချို့ဟာကြောင်းနေကြမ်းနေဖြစ်တယ်ပေါ့အဲ့တော့စာနဲ့ပေနဲ့တကယ်တိပြီးတော့လှုပ်ဖို့လိုအပ်တယ်ပေါ့အဲ့တချို့ဟာတိမ်ထဲမှာအမျိုးသမီးမဝင်ကောင်းဘူးလို့ဘာလို့ပြောကြသေးတယ်မဟုတ်ပါဘူးအဲ့ဒါတွေကမဝင်ကောင်းဘူးလို့ပြောတာမဟုတ် ကိုကိုလောက်မှာတန်ဖိုးမရှိတဲ့အိမ်ညောင်တွေကတိမ်ထဲမှာနေနေတာပဲဥစ္စာပဲအမျိုးသမီးကတိမ်ညောင်နဲ့တော့မြတ်ပါသေးတယ်ဆိုလိုတာကဒီမမရင်ရင်ပြောဆိုရင်းကနေပြီးဒီလိုဖြစ်တာဒီလိုဖြစ်တာရှင်သာရိပုတ္တရာတို့ပမုတ်တဲ့တိမ်ကရာဇဂိုမျိုးကြီးတစ်ခုလုံးကိုချုံးကုန်ပြီးတော့ကြောင်းကြီး၁၈ကြောင်းချုံပြီးတော့တိမ်တစ်လုံးနဲ့သမုတ်ထားတာဘယ်အဲ့ဒီမှာအမျိုးသမီးရောမျိုးသားရောအိမ်ရောရောအဲ့ကောင်လုံးရှိနေတာပဲ နော်အဲ့ဒါကြောင့်မလို့မဝင်ကောင်းဘူးတနည်းကဘုန်းကြီးတစ်ပါးကဖုံးဆက်ပြီးတော့မေးတယ်ဆရာတော်တိမ်ထဲမှာအိမ်သာကုရီဆောက်ခြင်းလို့ဆောက်လို့ရလားတိမ်ထဲမှာကုရီဆောက်ကောင်းလားလို့မေးအဲ့ဒါပြောလိုက်ရတယ်ရှင်သာရိပုတ္တရာသမုတ်တဲ့တိမ်ထဲမှာတော့ဘယ်ကုရီတင်ကမှာတော့နော်တိမ်ဆိုဒီမှာရဟန်းတန်ဃာတွေအတွက်ကံလုံးကံဆောင်မှုရအတွက် ညီညွတ်တဲ့ဧရိယာလေးတစ်ခုတတ်မှတ်ထားပဲရှိတယ်အဲ့ဒါနဲ့မဆိုင်ဘူးလို့အဲ့ဒီလိုပြောပြလိုက်ရတယ်တိတ်တယ်ပဲမလုပ်ကောင်းဘူးလို့ဒီလိုမရှိပါဘူးလို့ကိုယ့်ကိုသိတော်ကြီးမသိတော်ကြီးကကိုယ့်ကိုဆုံးဖြတ်တာပေါ့နော်ဒီဒါကြောင့်မို့လို့နေ့စဉ်လုံနေတဲ့အလုပ်တွေထဲမှာဖះအဆုံးမတွေမှန်မှန်ကန်ကန်တိကျဖို့တော့အမှန်တမ်းအရေး